မြစ်ခင်ဗျာကျွန်တော်တို့ TNL တအောင်ဖွင့်နေဒီစစ်ကော်မရှင်တို့ကြားမှာပေါ့နော်ဟိုအပြစ်ရရေးသဘောတူညီချက် ပြီးခဲ့တဲ့ဂျပန်သူတို့တရုတ်ကဂျာဝင်မှုနဲ့ကုမင်းမှာလက်မှတ်ရေးထိုးလိုက်ပြီလို့သိရပါတယ်ဒါကြောင့်လဲ TNL ရဲ့တရားဝင်ကြေညာပါတယ်သူတို့ကြေညာချက်ထွက်တယ်ဆိုအဲ့ဒီမှာကအပြစ်ရပြင်မဲ့လို့ဒီမိုးကုန်းနဲ့မိုးမိတ်ကိုပေါ့နော်ဒီစစ်ကော်မရှင်ကိုပြန်ပြီးတော့သူတို့လွှဲပြောင်းပေးရမယ်အဲ့ဒီလိုလဲပါပါတယ် အဲအဲ့တော့အကူကစပြီး29ရက်နေ့ကစပြီးတော့တစ်ဖက်နဲ့တစ်ဖက်လုံးဝမပြတ်ရတော့ဘူးစစ်ကော်မရှင်ကလည်းဘုံကျဲတာလက်နက်ကြီးရဲ့ဖြစ်တာတွေလုံးဝမလုပ်ရတော့ဘူးအဲ့လိုမျိုးတွေ့ရပါတယ်အဲ့တော့အဓိကတော့မိုးကုတ်နဲ့မိုးမိတ်ကို ပြန်ပေးလိုက်ရတာတော့ဒါတော်တော်လေးပြောကြဆိုကြတဲ့တည်င်းဖြစ်တာပေါ့ဒါနဲ့ပတ်သက်ပြီးဆရာဘာတွေများဟိုကြားသိထားလဲပြဒီအတိုင်းဝိုင်းကြားမှာပေါ့နော်ဟိုစစ်ဖက်ဆိုင်ရာအတိုင်းဝိုင်းပဲဖြစ်ဖြစ်ဒါမှလူမှုဘဝမှာပဲဖြစ်ဖြစ်နိုင်ငံရေးအတိုင်းဝိုင်းမှာဖြစ်ဖြစ်ဘယ်လိုမျိုးကြားသိရလဲဆရာအဲ့ဒါအရင်ဆုံးဆရာသိတဲ့မြအနေနဲ့ပြောပြပေးပါ ကျွန်တော်အချုပ်ပြောရရင်တော့ NUG အထက်ပိုင်းပေါ့ဗျာအထက်ပိုင်းမှတပါပေါ့ NUG အထက်ပိုင်းကဘာမှမပြောဘူးနော်အဲ့အထက်ပိုင်းမှတပါအားလုံးနေပဲဆုံးစစ်ဖက်နေပဲအရက်ဖက်အားလုံးကတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်ထိခိုက်ကြတယ်ဒီပေါ်မှာပေါ့အဲ့လိုစပြောချင်ပါတယ်ဆိုအခုလောလောဆယ်ဘာကြောင့်လို့ထင်လဲအခုတတိသဘောထားမထွက်သေးတာဆရာဟိုသူတို့ policy မှာကိုအလေးနဲ့မရှိပါဘူးဒီမှာမှပြတ်တက်လာတယ်အလေးနဲ့ ရှိတယ်လို့နှုတ်နဲ့အမူအရာပြောကောင်းပြောသားလည်းပဲစိတ်ထဲမှာတော့တကယ်မရှိဘူးဆိုတာဒီနေရာမှာထင်ရှားတာပေါ့ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတဲ့အခါကျတော့သူတို့အစတွေကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ချလိုက်တာမှာကီးဘုတ်စီကိုသူတို့ပဲယူတယ်လေ NLD တွေပဲယူတယ်နောက်တစ်ခါဒီကြားထဲမှာလည်းပဲ KN တို့အဖွဲ့အမျိုးကြီးတွေကထွက်သွားတယ်ပေါ့နော် NUPC တွေကတော့ရခိုင်ကလည်းသူတို့နဲ့ပတ်သက်မှာမပြတ်သဘောထားတယ် TLN တွေတို့ MND တွေတို့ လာကဲရောအားလုံးကမဟာမိတ်ဖြစ်တဲ့သဘောထားတယ်။သူတို့ကိုလက်တွဲပေါ်လက်တွဲပဲအတင်းနဲ့ဟောတဲ့သဘောမထားဘူး။သူတို့ကလည်းပဲသူတို့ရဲ့မူဟောင်းကြီးပေါ့ဗျာ။ငါတို့ကငါအောင်ဝင်ငါနေအပေါ်ကနေစီမံကန့်ကွက်မယ်ဆိုတဲ့ဟာကြီးကအသေးဆိုးနေတယ်သူတို့က။နောက်တစ်ချက်ကလည်းဒေါစုနဲ့ဥမြင့်မပါဘဲနဲ့ NLD လူကြီးတွေမစုံမဲနဲ့ဘာဆုံးပြချက်မှမချနိုင်ဘူးဆိုတာကြီးကအတိလင်းပြောထားတော့ အဲသူတို့ကဒါနဲ့ပတ်သက်လို့ဟလာသူတို့နေမြည်သေးဆိုပြီးတော့ဝင်ပြီးတော့ကြွားလုံးထုတ်တယ်ပေါ့ဗျာဒီသေးကြီးညာပြီးရင်တော့ရန်သူဘက်ကဘလောက်ကြာဆုံးသွားပြီဆိုလားဒီသေးကဘယ်တော့မှတိုက်ခဲ့လို့လဲဗျာအဲအဲ့လူတွေပေါ့ဗျာအဲကြွားလုံးထုတ်တဲ့နေရာတွေမှာအဲ့အဲ့လူတွေပဲသူတို့ตายရနေတယ်အခုဗမောမှာတန့်နေတယ်ဗမောတိုက်ပွဲကြီးတန့်နေတယ်အေရကျောက်ပြူတိုက်ပွဲကြီးတန့်နေတယ်စစ်တွေတိုက်ပွဲကြီးတန့်နေတယ်အဲ့တော့ကအခုကြားမှာလည်းပဲ မြို့နယ်တွေအများကြီးဆုံးရှုံးတာတွေရှိတယ်။အဲ့နယ်ပတ်သက်လို့သဘောထားမပြအောင်အခုလည်းပဲ TNL ရဒီလိုမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်တယ်။ဆိုတဲ့ကိစ္စမျိုးတွေလာနောင်ချိုတီဘောကြောက်မဲပြန်ပေးလိုက်တဲ့ကိစ္စတွေပေါ့ပါ။ဒီထိပ်ပိုင်းကတော့ဘာမှစိတ်ထိခိုက်တဲ့သဘောထားမပြအောင်။နော်အဲ့ဒီအတွက်လည်းပဲသူတို့ဘူးဒေါ်လာကြီးမှာနဲ့နာဆုံးရှုံးသွားတယ်လို့လည်းသူတို့မခံယူဘူး။အဲရှိသည်များလေးပုံမှာပဲငါတို့တင်ကြတယ်ငါတို့တင်ကြပါပဲလုံးနေတယ် အဲ့ဒါပဲမြင်ရတယ်ဗျာနော်ဒါပေမဲ့ဆရာဟိုအခုဒီလိုမျိုးကြင်ကြာချက်ထွက်လာတဲ့သဘောတူလိုက်ပြီဆိုအပြစ်ခတ်ရက်စဲပြီဆိုပြီးအဲ့ဒီနေ့မှာပဲအခုမန္တလေး PDF ကနေနောက်ပြီးတော့မိုးကုတ် view ဟာရဲ့အခုဆိုရင်ကျွန်တော်တို့မြင်းကြံပေါ့နော်မြင်းကြံကလည်းဟိုထုတ်လာတယ်တော်လိုက်တက်ဖွဲ့တွေကဟိုထိချုပ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့လက်မလွတ်ရေးသူတို့ဟိုပြည်သူလူထုကိုဂရီးပြုတ်တယ်ဆက်ပြီးတော့တိုက်ဝါမယ်ပေါ့နော် ကျညာချက်တွေထွက်ထားပါတယ်ဆိုဒီလိုမျိုးအောက်မှာတော့တက်ဖွဲ့တွေကတော့အဲ့လိုမျိုးအနေထားမျိုးရှိတယ်ဒါကတော့ဘယ်လောက်ဖြစ်နိုင်မလဲအဲ့ဒီပေါ်ကိုဆရာအနေနဲ့ဘယ်လိုမြင်လဲဗျဟိုပထမတော့ကျွန်တော်ကတော်တော်စိတ်မကောင်းဘူးဗျဘာဖြစ်လဲဆိုတော့ TNL အကြက်တဲဖြစ်နေတဲ့အခါမှာအရင်အကြက်တဲဖြစ်နေပြီ TNL ကမျိုးတွေလည်းပြန်ပေးနေရပြီအဲ့လိုပြန်ပေးနေရပြီအခုမိုးကုတ်ကိုလည်းချစ်တဲ့နေပေါ့ဝိုင်းပိတ်ဆို့နေပြီဆိုတဲ့အခါလေးမှာ NUG က အဲ့ဒီမှာလေးကကျွန်တော်တို့ဘာကူညီပေးရမလဲလို့တိုးတိုးတမျိုးကြဲကြဲတမျိုးလုပ်ပြီးတော့ဝိုင်းကူတိုက်ပေးရအဲ့ဒီကဝိုင်းကူတိုက်ပေးရမှာဒီဘောနောင်ချူကြောင်းမဲလေးမှာဝိုင်းကူဝိုင်းကူတိုက်ပေးရမှာအဲ့မှာတို့ကန်းလန်းတာလဲမကြောက်ကူတိုက်ပေးတယ်လို့လည်းမကြောက်အဲ့ကြတော့မှကျွန်တော်တို့ရေးလိုက်သေးတယ်ဟိုတခိုးပြေးမှထိုးခွင်ကမှလာထနေတယ်ဆိုပြီးတော့ဟိုဒါကတော့ဘာမှမပါဘူးကျွန်တော်ကမခံညင်လို့ပါတော်တော်လဲအခုလို့မန္တလေး PDF ကဒီလိုထုတ်ပြန်တာနေ နောက်မိုးကပကပါထုတ်ပြန်ကြီးညာလာတဲ့အပေါ်မှာကျွန်တော်တော်တော်ကြီးနေပါတယ်အောက်ချီတွေကိုတော့တော်တော်ကြီးနေတယ်ပြည်သူတရက်လုံးကလည်းဝန်းတာနေကြတယ်တော်လိုင်းရဲ့ဖွဲ့စည်းတွေကလည်းဝန်းတာကြတယ်အဲ့လိုဝန်းတာကြတဲ့အထဲမှာအခုမြင်းညာဘုံဘိုက်ခဲတို့တို့တော်လိုင်းကြီးအစင်လာကောင်းတဲ့အဖွဲ့တွေကလည်းပြောလာတယ်မောင်ဆောင်ခါလည်းကျွန်တော်တို့အတူရက်တည်ပါမယ်ဆိုတာပြောပြီးအခြားအဖွဲ့တွေကလည်းတော်တော်များများကျွန်တော်သိလာပါလားတော်လိုင်းရဲ့ဖွဲ့တွေကလည်းဝိုင်းပြောကြပြီပေါ့ဗျာအဲ့ဒါတော့တော်တော်ကြီးနှက်ဆရာကောင်းတယ် အားရစရာကောင်းလို့လည်းတွေ့ပါတယ်ကျွန်တော်ကဒီသဘောတရားကိုအစိုးရတွေကကျွန်တော် Facebook မှာစက်တိုက်ရေးနေတာနောက်တော့ကျွန်တော် interview တွေမှာလည်းစက်တိုက်ပြောနေတာအဲ့ဒါပါလို့ဆို NU ထိပ်ပိုင်းကိုထားလိုက်တော့သိမွန်စားတော့နိုင်လဲမနိုင်တော့ဘူးလို့သူတို့ကျွန်တော်လည်းထင်တယ်အဲ့တော့အောက်ပိုင်းနေရာတော့ဖောက်ထွက်တော့အညာဒေသကတက်တည်ရှိတယ်အများကြီးပဲနော် NU လောက်လက်ခံမှုတွေတက်တည်အောင်ဆောင်ကားတို့လို PL တို့ဇီယာလွင်တို့လေအများကြီးပါဗျာအဲ့တက်တည်ရေနောက်တစ်ခါ မန္တလေး PDF တို့လို့ပေါ့ဗျာတက်တီးကနေပြီးတော့ဖောက်ထွက်ပြီးတော့စီးရုံရပါခင်ဗျားတို့အဲ့လိုကိုနီကိုဟန်နဲ့ဖောက်ထွက်ပြီးတော့ကုကံစစ်ကိုလည်းတိုက်ထိုးစစ်ကိုလည်းဆင်းပြီးတော့မဟာမိတ်နေတဲ့လက်တွဲကြစီးရီးယားဥပမာယူကြစီးရီးယားဥပမာဒီလိုပဲ NUG လို့စုပေါင်းတက်ကြီးရှိတာပေါ့ဒီလိုပဲထူးချွန်တဲ့တက်တီးကနေတိုက်သွားပြီးတော့ဆုံးနေဓမ္မဆက်ကိုသိမ်းတာပဲအဲ့အနမူတာကိုယူပြီးတော့ခင်ဗျားတို့လည်းပဲအောက်ခြေတက်တီးကစီးရုံတာကို လို့ပါအပေါ်ဆောက်မနေတော့အမိတ်ယူတနာတောင်းမနေတော့လို့ကျွန်တော်ဒီလိုကျင်းဖာများစွာပြောပြီးတဲ့ဟာအခုလက်တွေ့ဖြစ်လာတာပဲအဲ့တော့အဲ့လာကိုကျွန်တော်ထောက်ပြပြီးတော့ဒီနေ့ပဲဆုံးမတွေစက်တိုက်တည်နေပါတယ်အဲ့တော့အခုဒီတိုင်းထပ်ပြောလာလို့ထပ်ပြောမယ်ဆိုရင်တို့ကအောင်မြင်စေခြင်းလဲပေါ့တော်တော်ဘယ်တော့လောက်အောင်မြင်မလဲဆိုတဲ့ခါကျတော့အခုကျွန်တော်ကြားသိရတဲ့သတင်းတွေကလက်နက်ကြီးတွေပါနေတာတော့မန္တလေး PDF ပဲလက်နက်ကြီးတွေပါနေတယ်ပေါ့ကြံတဲ့ဟာတွေကတော့ လက်နဲ့ကြီးတွေပါဖို့ဆိုတော့ဘိုးဘကောင်ဘောင်းလက်နဲ့ကြီးတွေမရှိဘူးကျန်တဲ့တွေမှာလည်းမော်ဆောင်ကတော့ပါလိုက်တော့မသိဘူးပေါ့လေအဲ့လိုပါလာဖို့ကုထီကတော့ရောက်မလာသေးဘူးသူပြောတယ်လက်နဲ့ကြီးတွေလေနောက် DNL ကလည်းပဲသူတို့ကိုပဲလွှဲမှလာစက္ကစာကိုပဲစောင့်ပြီးတော့လွှဲမှလာ TL နဲ့သူတို့ဒီကမန်လေး PDF လို့မန်လေးဘကပါတို့လို့အဲ့လိုတက်နေရောဘလို့ရှင်းရမှာလဲတော်တော်ဘာဖြစ် ဒေါ်လာရေးဖွဲ့တွေအားလုံးနဲ့ပြည်သူတရားလုံးမှာတော့မန်းလေး PDF နဲ့မိုးကပကဖိုင်ကြီးညာချက်တွေပေါ်မှာနှစ်ထောင်အားရရှိတယ်လို့ကျွန်တော်ဒီလိုတော့လည်းတွေ့တွေ့ရပါတယ်သို့သော်ဘလို့တော့အောင်မြင်နိုင်မလဲဆိုတဲ့ပေါ်မှာတော့ဒါစီးရင်နိုင်ငံရေးရနော်ဒါထပ်ပြောရမယ်အစ္စရာဖြစ်ပါတယ်ဒီနေရာမှာဆရာအခုဒီမန္တလေး PDF တို့မိုးကပကဖောက်လို့ဆိုတာက UNG MOD ရဲ့အောက်မှာပဲရှိတာလေဒါက UNG ရဲ့ဟို viewer အတိုင်း သူတို့ရဲ့အစီအစီအမံတိုင်းသွားနေလို့ပြောလို့မရဘူးလားဘလို့ပဲဖြစ်ဖြစ် UNG ကတော့လောလောဆယ်ကြီးညာချက်မထွက်ဘူးဆိုတာတစုံတရာအကြောင်းရှိမယ်ဟိုလှုပ်ရှားနေရရှိလို့ဟို လုံခြုံရေးအတွက်ဖြစ်ကောင်းလည်းဖြစ်နိုင်တယ်လေဆိုတော့ UNG အောက်မှာရှိနေတဲ့အဖွဲ့တွေရဲ့လှုပ်ရှားမှုက UNG ရဲ့လှုပ်ရှားမှုလို့ပဲပြောလို့မရနိုင်ဘူးလားတခြားအဖွဲ့တွေပါလာဖို့ကြတဲ့အခါကျတော့ UNG ကအဲ့လိုဝန်ဆောင်ဖက်လို့ရှိရင်ပြတ်ပါမယ်လေဟောမော်ဆောင်ခါတို့ပါလာမယ် ။ဘုံမိုက်ခဲလို့ပါလာမယ်။တခြားအဖွဲ့တွေပါလာတဲ့အခါမှာမင်းတို့လားမရှုံနဲ့။ငါတို့တိုက်မြတ်တိုက်ပွဲပဲလို့အဲ့လိုအပေါ်စည်းနဲ့ငါအောက်ဝင်ကြဆိုရင်တော့ပြတ်ပါမယ်။အဲ့ဒါဆိုရင်တော့ပြတ်ပါမယ်။အဲ့တော့ကောင်းပြီ။မန္တလေး PDF ကဘာလို့ဝင်ရမှာလဲဆိုတော့အဲ့မန္တလေး PDF ခေါင်းဆောင်စိုးတီဟာဆိုမို့တိန်တော့သူကတိုင်းပါတယ်။သူကတိုင်းဝင်သိမ်းတာမြို့လူတို့ကတစ်ခဲနဲ့ကြိုးဆူကြတယ်။အဲ့တော့ NG ထပ်ပင်းကကြီးနဲ့ကြီးနဲ့ကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ကောင်ကမန်လေးပီတီကိုတိုက်ပါမယ်တိုက်ပါမ ဒီ NUG ကိုထိပ်ပိုင်းကိုအတိပဲပေးတာသူတို့ကသူတို့ PDF တွေတိုက်ကြတာပဲဝင်တိုက်ကြတာပဲအသေးခံကြတာပဲနော်စွန့်လွတ်ကြတာပဲသူတို့အတိပဲပေးတာလေဒီ NUG နဲ့ TLN လေးတို့နဲ့ MND တို့နဲ့ဟလာ AA တို့နဲ့ဆွေးနွေးတိုင်မြင်မြင်သဘောတူချက်နဲ့တက်တယ်လွတ်တာမဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူးအဲ့ဒါဝင်းကြွားတာလုံးဝမဟုတ်ပါဘူးအဲ့ဒါကျွန်တော်ထပ်ထပ်လေးပြောရတယ်တောင်းဒီကိစ္စမှာလည်းပဲသူတို့လုံနေတာလေကိုယ့်အကကိုလုံပြီးအထက်ကိုတင်ပြတော့တက်ကလည်းပဲ ကန့်ကွက်လို့လည်းမကောင်းဘူးကိုယ်ကလည်းကုန်ပဲနောက်တစ်ခုကဒါလည်းပဲသဘောမတူတဲ့ကြာမရှိဘူးဆိုပြီးတော့ဒီလိုလည်းပဲဒီလိုလည်းတစ်ဖက်ကလည်းမှတ်ယူနိုင်ပါတယ်နော်ဟုတ်ကဲ့အဲ့တော့ဆရာအနေနဲ့အရင်တော့ဝေဖန်သုံးသပ်မှုတွေမှာတွေ့ရတာ UNG အနေနဲ့စစ်နိုင်တိုက်ရေးပေါ့အဲ့အတွက်ဟိုနီနာပေါင်းစုံသုံးဖို့အားလုံးစုဖွဲ့ဖို့ဒါအကြံပြုခဲ့တာရှိတယ်ဆိုတော့အခုကညီနောင်သုံးဘွယ်မှာအခုကနှစ်ဘွယ်ကဘာပဲပြောပြောရက်သွားတဲ့အနေထားဖြစ်တော့မှာဘူးဆိုတော့ ဒီဥစ္စာကဟိုຫນွေဥတော်လန်ရေးကိုခုနဆရာဖြစ်စေချင်တာတွေကိုပို့ပြီးတော့အားရော့သွားစေမလားအဲ့ဒီပေါ်ကဆရာဘယ်လိုမျိုးမြင်လဲ Diamond Day Wait for No Man ဆိုအချိန်နဲ့ဒီရည်ဒီလူကိုမဆောင်ဆိုဒုထာကြီးကအရက်နောက်ကြတယ်ဗျာသူဝင်းနေတာလေအဲ့ဒါလေးကြောင့်မလို့အချိန်ကြီးအများကြီးကုန်သွားတယ်ဒါကြောင့်မလို့တကယ်လက်တွဲပြီးတော့မဟာမိတ်တွေတက်ရမယ်နေရမှာလို့မဟာမိတ်တွေကလက်တွဲတွေကတော့မသိမသာပြုတ်ကုန်တာပေါ့နော်တေးရဝင်ချင်းညာမပြုတ်တော့လေ ဲ့လိုပြုတ်ပြီးတကယ်လို့ဟလာရန်သူကလည်းပဲစက္ကဆာလည်းရန်သူကလည်းစူးစားတယ်တရုတ်ကလည်းသူ့ policy အောက်မှာသူ့လူတွေကိုပေါ့ဗျသူ့ဩဇာရှိတဲ့လူတွေကိုကျွန်တော်တို့နဲ့လက်တွဲမအောင်မလိုလားဘူးအဲ့မှာအချိန်ကြီးကုန်းကုန်တာဗျအချိန်ကြီးအများကြီးကုန်းကုန်တာတိုးတော်လည်းပဲကျွန်တော်အားရှိတာတော့ဗာကျွန်တော်လည်းအမြဲတမ်းအားပေးတာအပေါ်ပိုင်းရဲ့အမိန့်တွေကိုနားထောင်နေတဲ့တော့အပေါ်ပိုင်းဟာစောင့်နေနေအောက်ခြေတွေကပဲခင်ဗျားတို့ပူပေါင်းပြီးတော့လောက်ကြတော့စီးရီးယားဥမာထားပြီးတော့ဆိုတော့အောက်ခြေတွေကတော့ဥပေါင်းပြီးတိုက်တာကြာပြီဗျာ ကိုးစားတော့ဒီ NUG အောက်ပိုင်းအဖွဲ့အစည်းတွေကထဲထဲဝင်ပါလာပြီးတော့ခြားတော်လိုင်းအဖွဲ့အစည်းတွေပူပေါင်းတာပြည်သူတွေပူပေါင်းတာတော့ဒါလက်တွေအကြဆုံးနဲ့အထီရောက်ဆုံးအလုပ်ပဲလို့ဆိုတော့လက်တွေတွေ့လို့ကျွန်တော်ကတော့တော်တော်ကျဉ်းနှံ့မိပါတယ်အဲ့ဒါအဲ့တော့ TNL လို့အခုလိုမျိုးဆက်နှမျိုးသိမ်းလာတဲ့ဒီအင်အားစုကြီးတပ်ဖွဲ့ကြီးပေါ့နော်ဒီတိုင်းရင်းသား EAO ကြီးရတာအခုစစ်ကော်မရှင်နဲ့စစ်ဆက်ပြီးအပြစ်ရက်လိုက်တဲ့အနေအထားမျိုးလေအခက်အခဲတော်တော်ကြီးလို့ဖြစ်မှာပေါ့ ဒီလိုတောင်မှဖြစ်တဲ့အနေထားအခု UNG အောက်ကလိုပဲဆိုဆို PDF တွေเนาะအဖွဲ့အစည်းတွေနေရဟောဟိုသူတို့ရဲ့စုဖွဲ့မှုဟာရော TNL တောင်မှအခက်အခဲတွေရှိတယ်ဆိုတော့ဒီ PDF တွေနေရောဘယ်လောက်ထိရင်ဆိုင်နိုင်မလဲလို့ဆရာမြင်လဲအခက်အခဲကြီးနိုင်လားအဲ့ဒါကတော့ကျွန်တော်တို့ဖြစ်စေဖြစ်တင်တဲ့ဟာကိုတကယ်ဖြစ်အောင်လက်တွေတိုက်ပွဲကြီးနဲ့စမ်းသပ်တာပဲဒီနည်းအားဖြင့် UNG ကိုလည်းစမ်းသပ်တာပဲ UNG ကဒီတစ်ခါ အကြီးကျယ်ဆုံးစံတခါမှာပဲလေ။ तू ကအပေါ်ကဘာမှမပြောဘူးလေ။ तू အောက်ကတက်တရားတပ်ပေါင်းစုကြီးနဲ့တိုက်ကြပြီလေ။နိုင်နာရှုံးနေဆိုတာကတခါနာလေ။နိုင်ရင် तू ကငါလှုပ်တာငါလှုပ်တာဆိုပြီးတော့လက်မထောင်းအောင်ပါဗျာ။ရှုံးရင်တော့နေလှုပ်တာနေလှုပ်တာလို့ပြောကောင်းပြောနိုင်တာပေါ့နော်။သို့သော तू မလိုလားတဲ့တပ်ပေါင်းစုစနစ်တရားတော့အောက်မှာဖြစ်နေပြီ။ तू ကိုလည်းစက်တတ်နေတယ်လို့ဒီတိုက်ပွဲကြီးကလည်းပဲ तू ကိုထားခဲ့ပြီးတော့ အပြည်သူလွေဦးတော်လိုင်းကြီးရအရှိန်ဟုန်နဲ့သွားမယ်ခါကြီးကလည်းအစပြိုးပြီးအောင်ပွဲတွေကိုရှိဘူးသွားနေပြီးဒါအထင်ရှားတွေ့ရတယ်ပေါ့ဗျာလက်တွေ့တိုက်ပွဲတွေနော်တွေ့ရတော့မယ်လို့ဆိုကျွန်တော်တို့တွေ့ပါတယ်ဟုတ်ကဲ့ဆရာရဲ့တုံ့သက်ချက်ကတော့အခု TNL နဲ့စစ်ကော်မရှင်စစ်ဆက်အပြစ်ရလိုက်တဲ့အပေါ်မှာဒီလွေဦးတော်လိုင်းအင်အားစုတွေကပြန်စုဖွဲ့ပြီးတော့ပို့ပြီးတော့တိုက်ပွဲတွေဟိုပြင်းလာနိုင်တယ်ပို့ပြီးတော့စုဖွဲ့မှုတွေရှိလာနိုင်တယ်ဆရာ ညှော်လင့်ထားပါဘူးเนาะဖြစ်ဖြစ်တော့မလို့ဆရာယုံကြည်တယ်ဆိုတော့ဒီအနေထားပေါ်မှာအန်ယူဂျီနေနဲ့ရောဘယ်ခန့်ကန်တာနေပါဝင်တဲ့နယ်ထဲလဲဘာကြီးကြံပေးတင်လဲဆရာအနေနဲ့အန်ယူဂျီတော့ဒီမှာစိတ်ပါလက်ပါစိတ်ရောကိုယ်ပါဝင်ရောက်ပြီးတော့အားပေးတင်တာပေါ့ဗျာဟုတ်လားနိုင်ရင်ငါလောက်တာရှုံးရင်နေလို့လောက်တာဆိုတဲ့သဘောတိုင်းမျိုးထားမယ်ဆိုရင်တော့သူလည်းတော်လိုင်းရံနေဘေးရောက်သွားမယ်ပြည်သူတွေလည်းနစ်နစ်နာမယ်ဒီစစ်အာဏာရှင်တိုက်တဲ့ဘူးဒေါ်လာရှင်ရှုံးနေသွားရင် နောက်တစ်ခါ ပြန်ပြီးတော့ဒီလိုစုပွဲတိုက်ဖို့ဆိုတာမလွယ်တော့ဘူးဒါကြောင့်လို့ဒီတိုက်ပွဲကိုတော့အနိုင်တိုက်မှာဖြစ်နေပြီနိုင်လဲနိုင်မယ်လို့ကျွန်တော်ယူကြည့်ရနိုင်အောင်လဲ energy ကကိုရောစိတ်ပါ तू ကပတ်စံလဲရှိတယ်လူအင်ကသူ့ထောက်ခံနေလို့ကြည့်လဲအများကြီးပဲလေအဲ့တော့ तू ကဖျက်လို့ရတော့ရတယ်လေကျွန်တော်တခါလဲပြောဘူးပါသို့သောအောင်မြင်အောင်တိုက်ဖို့ကြရတော့သူ့မှာဘလောက်အရေးချင်းရှိလဲသူ့ကိုလဲစမ်းတတ်တာပဲလေသူ့ကလူတွေကတော့တိုက်မှာပဲအဲ့ဒါသိကြသွားပြီ โอเคအဲ့တော့မဝေးတော့တဲ့ဒီအခင်းကျင်းမှာအခုအပြောင်းလဲကြောင်းဘလို့ပုံစံဆရာဖြစ်လာမယ်လို့မျှော်လင့်တာလဲနောက်ဆုံးအနေနဲ့သုံးသက်ပေးပါဆရာကျွန်တော်ကတော့အကောင်းမြင်ပါတယ်အခု NUG ရဲ့အောက်ခြေအဖွဲ့အစည်းတွေအလဲလက်အဖွဲ့အစည်းတွေပါလာတာဟာကျွန်တော်ຫນွေဥဒေါ်လာရေးမှာအမနာအားရှိစရာကောင်းပြီးတော့စစ်အာဏာရှင်ဖြုတ်ချတဲ့နေရာမှာတိတိယောက်ဖြစ်တဲ့လုပ်ရက်လို့ကျွန်တော်ဒီလိုမြင်ပါတယ် ်ဟုတ်ကဲ့ဆရာဦးချင်းမြေကျေးဇူးတင်ပါတယ်အခု TNL နဲ့စစ်ကော်မရှင်အပြည့်ရက်လိုက်တဲ့ပုံမှန်ဟိုဒီຫນွေဦးတော်လိုင်းရဲ့အခန်းကဏ္ဍပေါ့နော်ဘလို့ပုံစံစုဖွဲ့ပြောင်းလဲလာနိုင်ကြီးကိုဆရာအနေနဲ့သုံးသပ်ပေးတဲ့အတွက်ကျေးဇူးပါဆရာကောင်းပါပြီ